မလာရှဲအစောပိုင်းကဒိုမီနီကန်တမရနိုင်ငံမှာဖျော်ပြပွဲတစ်ခုအတွင် night club တစ်ခုခါမောပြိုကျမှုကြောင့်လူ89ဦးသေဆုံးခဲ့ကြောင်း NPC သတင်းထုတ်ပြန်ချက်အရသိရပါသည်မီရမ်ဂူအဆိုတော် Ruby Berry အပါအဝင်အနည်းဆုံးလူ89ဦးသေဆုံးခဲ့တာကြောင့်ဒိုမီနီကန်တမရနိုင်ငံအရေးပေါ်ကိစ္စရေးလုပ်ငန်းတွေဆောင်ရွက်နေရကြောင်းသက်ဆိုင်ရာအာဏာပိုင်တွေကပြောကြားထားပါသည် ိုမီနီကန်သမ္မတနိုင်ငံမှာနာမည်ကြီးကလပ်တစ်ခုဖြစ်တဲ့ Jepset ခါမိုပြိုကျတဲ့အကြောင်းရင်းကိုတော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။လက်ရှိမှာကလပ်ပိုင်ရှင်တွေကခါမိုပြိုကျမှုအတွင်းပိတ်မိနေတဲ့လူတွေကိုကယ်ထုတ်ပြီးသက်ဆိုင်ရာအာဏာပိုင်တွေနဲ့ပွင့်လင်းမြင်သာစွာပူးပေါင်းဆောင်ရွက်နေကြောင်းထောက်ဖော်ပြောကြားထားပါတယ်။ကနေဦးကယ်ဆယ်ခံရသူတွေထဲမှာမေဂျာလိပေပေါ်ဥပဒေမှာဟောင်း Optabio Total ပါဝင်ကြောင်းဒေတာတွင်းမီဒီယာတွေကဖော်ပြထားပါတယ် သူကစေးရုံတင်ထားပေမဲ့အသက်ရှင်မရှင်မသေးချဘူးလို့တာဝန်ရှိသူတွေကပြောပါတယ်။နိုင်ငံအတွင်းအရေးပေါ်စီမံခန့်ခွဲမှုဒရိုက်တာတို့ကလက်ရှိမှာ night club ခေါင်းမပြိုချမှုကြောင့်လူ89ဦးသေဆုံးပြီးအသက်ရှင်ကျန်ရသူ155ဦးကိုစေးရုံတင်ထားကြောင်းသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။